မှတ်14က complex number z ကိုမေးတယ်ဒီမှာ equation ပေးထားတယ်ပေါ့နော် z 4 equal 3 i z ဘာအဲ့တော့ဆရာမတို့က z ဆိုတာကိုဆရာမတို့ဘလို့သိလဲဆိုတော့ x + y i လို့သိတယ်အဲ z ဘာဆိုတာကတော့ x + y i ဖြစ်နေတဲ့ z ဘာဒီ x - y i ဖြစ်သွားပြီအဲ့တော့ဒါလေးကိုအစားသွင်းပြီးတော့ဆရာမတွက်ပြမယ်အဲ့တော့ +4 equal 3i z နေရာမှာအစားသွင်းလိုက်တယ် x minus y i เนาะအဲ့တော့ဒီမှာဒါခွင်းဆောင်ကွန်မိတ်ခတ်ထားတာဆိုရင်ပဲတစ်ဆက်သေးဖြစ်သွားပြီပေါ့နော်အဲ့ခါကျတော့ real စုလိုက်မယ် x က i မှာပါတဲ့ကြောင့် real ဒီ4ကလည်း i မှာပါတဲ့အတွက်ကြောင့် real plus y i ဒီဘက်ချမ်းမှာကဝင်မြောက်လိုက်တယ် 3xi minus ဝင်မြောက်လိုက်တယ် 3y i နဲ့ i နဲ့မြောက်တော့ i square i square ဒီ -1 ဆိုတော့ငိုမိုင်းနဲ့တွေ့တော့ plus ဖြစ်သွားပြီ ရမယ်เนาะအဲ့တော့ညီမချင်းအချင်းချင်း ace plus 4 real part ဒီက3 ace နဲ့ညီမယ် imaginary အချင်းချင်း y equal to 3 real အချင်းချင်း imaginary အချင်းချင်းတူလိုက်တယ် y equal to sorry y equal to ဒီမှာကအော်ဆရာမပြောင်းပြန်ယူမိတော့ရယ်เนาะ sorry ပါအဲ့တော့အဲ့တော့ real part အချင်းချင်း real အချင်းချင်းညီတော့ ace plus 4ကဘယ်သူနဲ့ညီမှာလဲဆို3 y နဲ့ညီမှာ နော် i မပါတာက real tempo ကိုနော်အဲ့ဒါ31နဲ့ညီမယ်ရှေ့ရဒီ y ကနောက်က i ပါတဲ့ဟာဆိုတော့ 3x နဲ့ညီမယ် y equal to 3x ကိုအလာထည့်လိုက်မယ်ပေါ့ဒီမှာနော် y tempo 3x ကိုဒီမှာလာထည့်လိုက်တော့ x plus 4 equal to 3 y နေရာမှာ 3x တွင်လိုက်တော့3 3 4ဆိုတော့ 9x ရမယ်အဲ့တော့ဒီဘက်က x ကဒီဘက်ကိုလာလိုက်တော့8 8ကျန်နဲ့ equal to 4အဲ့တော့ x is equal to 1 over 2 เนาะไอ้ Istanbul ပြန်ထည့်မယ် y မှာပြန်ထည့်မယ်ဒါကြောင့် y 3 x ညာမှာ1 over 2လေးတွင်းလိုက်တော့မပြန်ကြည့်ရအောင်လို့တွင်းပြထားတာပါအသေးစိတ်တွက်ပြเสียမလိုပါဘူးအဲ့တော့ z တန်ဘိုးဒီ x y i ဖြစ်တာမဟုတ်လို့ x တန်ဘိုးက1 over 2 y တန်ဘိုးက3 over 2 r အဲ့ဆရာမကနံပါတ်တန်ပုံစံဆိုတော့ဖြည့်ပေးရမယ့် answer က complex number z လို့ပြောတဲ့အကြောင်း z equal to 1 over 2 plus 3 over 2 i ဒီလိုလေးဖြည့်ပေးရင်ရပြီ tree go found လို့မေးခဲ့ရင်တခါ calculator နှိပ်ပြီးတော့ပြန်ချိန်ပါမယ်နော်နောက်တစ်ပုဒ်55နံပါတ်15လေးလည်းအဲ့လိုပဲဇက်ပဲမိတယ်အဲ့လိုပုံစံလေးတွေပေါ့နော် 3i z ဆရာမတခါတည်းပဲဇက်နေရာမှာ a y i တွင်းလိုက်ပါတော့မယ်2ဇက်ပါသည် x y i ဖြစ်တယ် equal 3 minus 3 i နော်ဒီဘက်ချမ်းကိုရှင်းသွားမယ်ဟိုဘက်ချမ်းက real part imaginary part အစင်တင်လေးပဲရှိနေတာဆိုတော့အဲ့တော့3 h i plus 3y i နဲ့ i နဲ့မြောက်တော့ i square i square ကဒီ minus 1ဒါကြောင့်ဒီမှာအပေါင်းကဘာဖြစ်သွားမလဲဆိုရင်အနှုတ်ဖြစ်သွားမယ် plus 2a အပေါင်းနဲ့နှုတ်နဲ့မြောက်တော့နှုတ် 2y i equal 3 minus 3 i အဲ့တော့ ီမှာ re ရဲ့အချင်းချင်းစုမယ် -3y နဲ့ +2h နဲ့အဲ့တော့ 2h -3y က re ရဲ့ imagery အချင်းချင်းစုမယ် share 3h နောက်က -2y i ကိုထုတ်လိုက်ပြီး 3-3i re ရဲ့အချင်းချင်းညီမယ် 2h -3y 3 3h -2y -3 เนาะ imagery part အချင်းချင်းညီတယ်အဲ့တော့ဒါကြီးက တခါတည်းအစင်းသင်းခြေလို့ရလားဆိုတော့မရဘူးဒါက 2h ဒါက 3h ဒါက 3y ဒါက 2y အဲ့တော့အစင်မပြေနေဘူးပေါ့နော် မပြေနေတော့ဆရာမတခါတည်း calculator ကိုပဲအဲဘာ equation 1ကိုဘာနဲ့မြောက်မလဲ equation 2ကိုဘာနဲ့မြောက်မလဲတွေလုံးနေတော့ဘူးတန်းပြီးတော့ဆရာမ function ခေါ်မယ်အဲ့တော့ဒီမှာ mode ပေါ့နော်ဆရာမနှိပ်လိုက်တာ mode ပါအဲ့တော့ဒီမှာ complex တဲ့ဝင်ထားလဲဘာမှမဖြစ်ဘူးနော်အဲ့တော့ mode equation ဆိုတော့5အဲ့မှာဆရာမမဒီဂိမ်းနှစ်ခုသုံးမှာမလို့1 တော့ဒီမှာဒီလိုမျိုး matrix လိုမျိုးဒီလိုနှစ်ចောင်းလေးပေါ်လာတယ်အဲ့မှာဆ iam မှာတခါတဲ့ဒီ hari ဝင်နှိမ့်มาဖြစ်ပါတယ်အဲ့တော့ a တန်ဘိုးက2 2ရေးတယ်เนาะ b တန်ဘိုး down တယ် minus 3အနှုတ်ကိုမမင်းနဲ့เนาะ equal c တန်ဘိုး constant 3အစင်တိုင်းထည့်ရမယ်เนาะ a တန်ဘိုး down တယ် a တန်ဘိုးဆိုတာ a ရဲ့ရှေ့ရတန်ဘိုး3 b တန်ဘိုးဆိုတာ y ရဲ့ရှေ့ရတန်ဘိုး y ရဲ့ coefficients minus 2 c minus 3 equal ထပ်ပြီးတော့ equal လေးနှိပ်ပါမယ် minus 3 h tan ဘိုးက minus 3ထပ်ပြီးထပ်နှိပ်မယ် y tan ဘိုးလည်း minus 3 h လည်း minus 3 y လည်း minus 3အဲ့တော့ h is equal to minus 3 y is equal to minus 3 complex number မေးတာမဟုတ်လို့ z ကိုပြောတာမဟုတ်လို့ z equal to minus 3 minus 3 r ဒီလိုဖြေပေးရမယ်ဒီလို x y နဲ့တင်ထားခဲ့လို့မရဘူးဒါဆီယာမ calculator တုံးလိုက်တာပါ ကယ်ကူလေတာမှာဘယ်ထဲဝင်တာလဲဆိုရင် mode mode ကနေ equation เนาะ equation ဝင်တာမို့လို့ဘယ်လောက်လဲဆိုတော့4အာ sorry equation က5เนาะဟမ် mode ကနေ equation ဝင်တာမို့လို့5 mode 5အေးအဖြစ်တော့မပိုင်ပြန်အဲ့တော့ mode ကနေ equation ဝင်တာမို့လို့5 နော်ဖိုင်ကိုနှိပ်လိုက်တယ်ဖိုင်နှိပ်ပြီးတော့ဘာနှိပ်ကြလဲဆိုရင်ဆီမှာ1နှိပ်မှာမတိကိန်းနှစ်ခု equation နှစ်ချောင်းပုံစံမှုလို့1ကိုနှိပ်တာပါမတိကိန်းသုံးခုဆိုရင်2ကိုနှိပ်ပါတယ်နော်အဲ့ဒါနှိပ်ပြီး matrix ပေါ်လာတော့ coefficient တွေရိုက်သွင်းပြီးတော့ရှာလိုက်တာနော်ဒါ equation 2 unknown 2 equation equation တွင်းနှိပ်တာနော် equation တက်မှုနှိပ်တာ2 unknown အတွက်ပေါ့နော်အဲပြန်ပြီးတော့ မရလို့ရှင်ပြန်ပြီးအရှိကိုနှိပ်ကြည့်ကြပါဘောနော်အဲဒါလေးဒါလေးက w0 w1 တည်တဲ့ square root ကြီးဖြစ်ကြတယ်နော်နှစ်ခု square root ဆိုတာအဖြေနှစ်ခုထွက်တဲ့သဘောပေါ့နော်ဒီကိန်းရယ်ပေါ့အဲ့တော့ဒီကောင်းရယ် square root တန်ဖိုးရှာခိုင်းတာပဲဒါကပုံမှန်အဖြစ်သူဇာဆက်တန်ဖိုးပေါ့နော်ဆရာမတို့လက်တွေပါကြီးထားနေစရာမလိုဘူးတန်းပြီးတော့ထားအတွက်မှာပါဘာလို့လဲဆိုတော့နံပါတ်တန်ဖိုးစာလည်းဖြစ်တယ်တရား product ဆိုမြောက်လက်ပေါ့နော်မြောက်လက်ကိုမေးတယ် အဖြေရရင်ပြန်ပြီးမြှောက်ပေးရအောင်မယ်အဲ့တော့ square root of နော် square root of complex number ပေါ့နော် square root of complex number z ကိုရှာခြင်း ਨੇ အဲ့ဒီ z ကဘာလို့လဲဆိုတော့အဲ2 2 root 3 i ဒီတန်ဖိုးရဲ့ square root တန်ဖိုးဆံမရှာမှာပေါ့နော်အဲ့တော့ square root of square root of complex number z square root of z နော်ဒီတန်ဖိုးရဲ့ z ကိုရှာမှာဆိုတော့ဒါနှိမ့်ရေးမနေနဲ့နော် တော့ကယ်ကူလေတာနှိပ်မယ်ကယ်ကူလေတာနှိပ်ပြီးတော့တခါရတွက်ပါမယ်ကယ်ကူလေတာမှာအဖြေနှစ်ခုထုတ်မယ် square root ရှာတဲ့ကယ်ကူလေတာအဲဒါလေးရဆင်မပြန်ထွက်မယ်ပေါ့နော်1မပြန်ထွက်မုတ်ကနေ1နဲ့ပြန်ထွက်တယ်အဲ့တော့ဒီမှာ square root square root ရှာမှာမို့လို့ square root ရှာမှာမို့လို့ဆရာမတို့ကဒီ complex number တန်ဖိုးလေးကိုခဏခဏမနှိပ်ချင်တော့ဆရာမအရင် memory တွင်းတယ်2 2 root 3 i เนาะဒါကြီးရိုက်ရိုက်နေရတာဟို sorry com complex တယ်မဝင်ရသေးအဲ့တော့2 2 3 i အဲ့တော့ဒါလေးကိုဆရာမ store လုပ်လိုက်တယ်ဘယ်မှာ store လုပ်မှာလဲဆိုဒီ a ထဲမှာတင်လဲရတဲ့ b c d e f h y m အကုန်တင်လို့ရတယ်ဆရာမ a မှာပဲတင်လိုက်မယ် ever နဲ့နေတယ် ever a ဟမ်နော်ဒီတံမိုးကို store လုပ်မယ်ပေါ့နော်အဲ့တော့ ship store a ပေါ့နော် ship ဒီမှာ ship store a နော်ပြန်ခေါ်ရင် fra သုံးမယ်နော်အဲ့တော့ ship store a နော်တွင်းတာဒါကအဲ့ဒီ a ထဲမှာဒီ 2+2 3 i ကိုတွင်းလိုက်ပြီလို့ပြောတာနော်တွင်းလိုက်ပြီအဲ့တော့ရပြီပြန်ခေါ်ရင်ဘာနဲ့ခေါ်မလဲ fra နဲ့ခေါ်မယ်ညီမနော်အော်ပြန်ပြီးတော့ record ခေါ်တာပေါ့နော် record ခေါ်တာအာ R RCL ဆိုရင် RCL A လို့နေရင်လည်းအတူတူပဲ record ခေါ်တာပဲဒီမှာ ASEAN နေတဲ့ A ဒီ A ဆိုတဲ့အနှုတ်လေးနေတဲ့အဲ့ဒါလည်း record ခေါ်တာပဲအဲ့ထဲမှာရှိတဲ့ data ကိုပေးတာပဲเนาะ FA လည်း record ခေါ်တာပဲ FA ဆိုရင်တော့ချက်ချင်းမပေါ်ဘူးเนาะ equal name မှာပေါ်တာပေါ့เนาะ FA ဆိုလို့ရှိရင်တော့ tan no sorry အဲ record A ဆိုရင်တော့ tan ပြီးတော့ဒီမှာပေါ်တယ် equal name ဆရာမလိုဘူးပေါ့เนาะကဲဟုတ်ပြီအဲ့တော့ဆရာမဒီမှာ square root နေမှာမို့လို့ဆရာမဒီ root လေးကိုတုံးလိုက်တယ် เนาะပြီးရင်ဟို absolute value တန်ဖိုးယူရမယ်ဒါကြောင့် ABS shape ABS အဲ absolute တန်ဖိုးနေရာမှာဒါအာရှနေတဲ့သဘောပေါ့เนาะဒီဒီတန်ဖိုးယူအဲ့ကြမှာလာပြီးတော့ FA မသိဘူးဆိုလာရိုက်နေရမှာပေါ့เนาะအဲ့တော့ twin ထားတော့ဆီယမက record A ခေါ်ခေါ် FA ခေါ်ခေါ်ရတယ်เนาะပြီးရင်မြားလေးထွက်မယ်ဒီအပြင်ကိုထွက်မယ်ထွက်ပြီးတော့ angle အတွက်တိရာအတွက်ဒီ angle ကိုသုံးမယ် shape angle argument เนาะ angle ခွဲစားပြီး argument ဒီ ဘယ်မှာယူရမလဲဆို complex ထဲမှာယူရမယ်ဒါကြောင့် shift 2 arg က1အဲ့တော့1ယူလိုက်တယ်ပြီးရင်ဘယ်သူ့ကိုယူမှာလဲဆိုရင် alpha a ပေါ့နော် alpha a နေနေ record a နေနေအတူတူပဲ green page ပြီးရင်အစာဘယ်သူ့ကိုစားမှာလဲဆိုရင် square root မဟုတ်လို့ဒုနဲ့စားမယ်နှစ်ခုစားမယ်ပြီးရင် green page equal အဖြေက root 3 i root 3 i ဆိုတာပထမတစ်ခုဟာပေါ့နော် root 3 i ဆိုတာ လူသရီးအိုင်ဆိုတာပထမတစ်ခုဟာပြောတာအဲ့တော့ဒီမှာအဲဒုတိယတစ်ခုဟာအတွက်ကကြတော့ပေးလာဆိုတော့ကယ်ကူလေတာကကိုယ့်အကူမပေးတော့ဘူးပေါ့နော်ကယ်ကူလေတာကိုယ့်အကူပဲစဉ်းစားကိုအုံနောက်ကနေစဉ်းစားရမှာပေါ့နော်အဲဘယ်လိုစဉ်းစားမလဲဆိုပထမတစ်ခုက0အတွက်က √3 i ရတယ်ဆိုရင်ဒုတိယတစ်ခုအတွက်ကနောက်က imaginary pad ကိုအဲဟာဒုတိယတစ်ခုအတွက်က item ဘိုးကို w0 နောက်နောက်တစ်ခုအတွက်က w0 ပြီးလို့ရှိရင်နောက်တစ်ခုအတွက်ကအဲ w0 ကို negative အတွက်တက်မှာမို့လို့ minus root 3 minus i အဲဒီလိုတက်ပြီးလာရင်ရပြီပေါ့နော်တခုတခု square root တန်ဖိုးလေးဒီပထမတစ်ခုဒီပထမတစ်ခုနဲ့ဒုတိယတစ်ခုဒီ negative negative ပေါ့နော် w0 equal to တနည်းအားဖြင့် w0 equal to minus w1 ပေါ့ဒါကြောင့်မလို့ပေါ့နော်အဲတော့အဲ့နောက်ခုကိုဘာလုပ်မှလဲဆိုရင်မြှောက်ပါအဲတော့ w0 နဲ့ w1 နဲ့မြှောက်မယ် root 3 plus i ကို minor root 3 minor i b plus i နဲ့ minor root 3 minus i ကိုအဲမြောက်လိုက်တဲ့ product ရှာကျင်တာဆိုတော့မြောက်လိုက်တော့အဖြေက minus 2 minus 2 root 3 i minus 2 minus 2 minus 2 root 3 i ဆိုပြီးတော့ရောက်သွားမယ်ပေါ့နော်အဲ့တော့ဒါကအဖြေပဲအဲ့တော့ဒါမဲ့ဒီပုံစံလေးကိုဆရာမကအဲ calculator မသုံးမဲနဲ့နော် theory လေး concept လေးတစ်ခုနဲ့ ဆက်မထပ်ပြီးတော့ရှင်းပြချင်ပါတယ်။ကယ်ကူလေတာနှိပ်စရာမလိုဘူးပေါ့နော်။အဲဒီလိုမျိုး square root လဲရှာစရာမလိုဘူး။ဘာလို့လဲဆို product မေးလို့ပေါ့နော်။ product မေးလို့ရှိရင်တွက်လို့ရတဲ့ပုံစံပုံစံလေးနဲ့ဆက်မတွက်ပြပါမယ်။စင်ရောင်းနဲ့တွက်ခိုင်းမယ်နော်။အဲ့တော့ဒီမှာဇမကအဲသူကဇမတို့ဒီ W0 ရဲ့ W1 ရဲ့က square root of the complex number set เนาะဒါလေးက complex number ထားပါတော့ set လို့ပဲဇမခဏထားထားလိုက်မယ်เนาะအဲ့တော့ W0 နဲ့ နော် w0 ရဲ့တန်ဖိုးဒီ square root of complex number ဖြစ်တယ်ဆိုတော့ equal root of z complex number ကိုဆက်မဇက်ထားတော့ root of z ပေါ့နော်အဲ့တော့ဒီမှာ let ဆိုပြီးတော့ဆက်မဇက်ကိုထားလိုက်မယ်နော်ဆက်မဟိုပြန်ပြီးတော့ဘာမှမသိနေမှာဆိုလို့နော်မင်းတို့တကယ်တမ်းတော့ထားเสียမလို့ဘူးเนาะသုံးမှတ်တမ်းပုံစံဆိုရင်ဒါဒီလိုလိုတာအဲ့တော့ w0 ဒီ root of z ဖြစ်တယ်အဲ့တော့ဆရာမတို့ complex number ရဲ့ square root နှစ်ခုဒီတစ်ခုကနောက်တစ်ခုဒီ W1 နောက်တစ်ခုသည်ပထမရဲ့တစ်ခုရဲ့ negative တန်ဖိုးဖြစ်တယ်เนาะအဲ့တော့ -W0 အဲ့တော့ minus က minus ပဲ W0 နေရာမှာဆက်မှာ root of set တွင်းလိုက်မယ် root of set တွင်းလိုက်မယ်အဒီလိုရမယ်ပေါ့เนาะအဲ့တော့သူလိုချင်တဲ့အဖြေက W0 ကို W1 နဲ့ multiply လုပ်မှာမြောက်မှာအဲ့တော့ W0 က root of set W1 က negative root of set အဲ့တော့အပေါင်းရဲ့အနှုတ်ရဲ့မြောက်တော့အနှုတ်ရတယ် root set နဲ့ root set နဲ့မြောက်တော့ root set နှစ်ထပ် ်ရူဆက်နှစ်ထက်ဆိုတော့ရူနဲ့နှစ်ထက်နဲ့ကြေသွားတော့အဖြေက minus z ဒါကြောင့်ဆရာမတို့ရဲ့အဖြေ answer လေးပေါ့နော် i w 0နဲ့ w 1ရဲ့တန်ဖိုးဒီ minus z ဖြစ်တဲ့ကြောင့်လို့ z နေရာမှာဆရာမတန်ဖိုးလေးထည့်လိုက်မယ်2 2 root 3 i ထည့်လိုက်တယ်ထည့်လိုက်တော့ဒါလေးကဆရာမအပေါင်းလေးပို့သွားတယ်နော်ဒါလေးက အဲ2 2တို့ 3i ထည့်လိုက်တဲ့အခါကျတော့အဖြေလေးဘယ်လိုရမလဲဆိုလို့ရှိရင် minus 2 minus 2 root 3i ဆိုပြီးတော့ answer လေးရပါမယ်အတူတူပဲဒီမှာကြည့်ကြည့်နော်အဲ့ဒီ concept သဘောတရားလေးကလည်းဆရာမထပ်ပြီးတော့မျှဝေလိုက်ပါတယ်နော်ဒီ concept သဘောတရားလေးနဲ့လေလေအဲ့တော့အဆင်ပြေမယ်လို့ထင်တယ်နော်ဒီပု္ပ္ပာလေးလေအဲ့ဆိုနောက်တစ်ပုတ်သွားမယ်နော် အဲ့တော့နမဆက်ခွန်နမဆက်ခွန်ကကြတော့သူကဇက်ပါဝါကျုနော်ဇက်ပါဝါကျုဆိုတော့ပါဝါပါဝါမေးတာပေါ့နော်ပါဝါရဲ့တန်ဖိုးကိုရှာခိုင်းတာ the value ဆို the value ဆိုဇက်ပါဝါကျုဆိုတော့ဇက်ပါဝါကျုရဲ့တန်ဖိုးကိုကိုကိုမေးလိုက်တာပေါ့နော်အဲ့ဇက်တန်ဖိုးလေးကတော့ပေးပြီးသားဘယ်လောက်လဲဆိုတော့ -2 -2i အဲ့တော့ calculator တက်ပြီးတော့နှိပ်လို့ရတယ်ဘာလို့လဲပါဝါတွေနှိပ်လို့ရပါတယ်3ဓာတ်ထိနှိပ်လို့ရတယ် calculator ကနော်3ဓာတ်ထိရတယ် အဲဆီမနာလေးမှာ၃ထက်ထိရတယ်လို့ရေးပေးခဲ့မယ်။နှိပ်ကြည့်အောင်အတူတူအဲ့တော့ဒီမှာနှိပ်ကြည့်မယ်နော်။ -2 -2i နော် complex number တွေဝင်ရမယ်။ radian မဖြစ်လဲရတဲ့ angle မပါတဲ့အတွက်ကြောင့်အရေးမကြီးဘူး။ z power ကျု z ကျုဆိုတော့အဲ့ဒီ z တန်ဖိုးကိုဆီမရိုက်မယ်။ -2 -2i ဝင်ပိတ်ကျုတစ်ခါရနှိပ်လို့ရတော့ဆီမနှိပ်မယ်။ဒီမှာ၃ထက်ဒီဒီရလေးနဲ့တွဲနှိပ်လဲလို့ရတယ်။ ဲ့တော့ပြီးသွားပြီဒါမှမဟုတ်ရင်ဒီကောင်တဲ့နေလဲရတဲ့3ပေါ့သူ့နေနေပြီးတော့3နေအတူတူပဲเนาะ equal answer အဖြေတန်းပြီးတော့ထွက်ပါတယ်ဘယ်လောက်လဲဆိုတော့ answer ကနော်စမမ answer လေးရေးပါမယ် calculator တစ်ခါတည်းတန်းနှိပ်လိုက်တာပါအဖြေလေးက16ခဏပြန်ကြည့်မယ်နော်ရှင်မမဆိုလို့16 16r နော်16 16r နော်ဒီအဖြေလေးရတယ်အဲဆရာမတို့အဖြေရေးတဲ့အချိန်မှာအဲဆရာမကရင်းနေကြအတိုင်းဟိုရှေ့ရဘာဘလောက်လဲသူရှာခိုင်းတာဘလောက်လဲဆိုတာရေးတာဆိုတော့ဆရာမဒီလိုလေးရေးလိုက်မယ် the values of နော်စာစာစာတန်ပေတန်နဲ့ဖတ်ဆောင်တဲ့အတိုင်းရေးတယ်ဆိုရင်ဒီလို is to by နဲ့တောင်ရေးသေးတယ်နော် system minus system i ဖြစ်တယ်ပေါ့ဒါမှမဟုတ်လဲ equal နဲ့ရေးလိုက်ရတယ် subject equal ပေါ့နော် subject equal ဆိုရင်အဆင်ပြေပါပြီနော်တကယ်တမ်းတော့နော်ရေးခြင်းတဲ့သူတွေပြောပါတယ် နောက်တစ်ခုဒါလည်းအတူတူပဲနော် Z power 5 power သူလည်း calculator နှိပ်လို့ရတယ်အဲတော့ calculator သုံးပါပါ calculator မှာ power သည်3တက်ထိရတယ်ဒါကြောင့်ဘယ်လိုနှိပ်မလဲ Z power 3ကို3တက်ထိရတာဆိုတော့ဒီမှာ तू က5တက်ဆိုတော့အဲလိုသေးတယ်လေနောက်ဘယ်နှထက်လိုလဲဆိုတော့နှစ်ထက်လိုတယ်နော်နောက်ထပ်နှစ်ထက်ထက်လိုလဲအဲတော့ Z power 3ရယ် Z power 2ရယ်နော်အခြေတူရင်ထန်ညွန်းတွေကိုပေါင်းနေဆိုတော့3နဲ့2နဲ့ပေါင်းလိုက်တော့5 เนาะငဘူတိုင်းပြန်ရမယ်ဒါဆက်မလို့ကယ်ကူလေတာနေတဲ့အခါမှာ memory ရဲ့ twin မိနေချင်လဲရတယ်မနေချင်ဘူးတခါလဲနေမှာဆိုလဲဒါ -2 -2i ပြီးရင် multiplies -2 -2i square ဒီကွဲဆိုပြီးတော့ calculator ကိုပဲတခါတည်းခိုင်းလိုက်မှာပါဆရာမကတော့ခဏခဏမနှိပ်ချင်လို့ memory တဲ့ twin ပြီးတော့နှိပ်ပါမယ်ဒါကြောင့် memory နှိပ်မယ်ဆိုတော့ဘယ်လိုနှိပ်မလဲဆိုရင်ဆရာမ -2 -2i i ship store လုပ်တဲ့ a တဲ့ကိုသတင်းလိုက်တယ်ရောက်သွားပြီအဲ့တော့ဆီမက a ကို ပြန်ခေါ်မယ် record a နဲ့ခေါ်လဲရတယ် fi a နဲ့ခေါ်လဲရတယ်เนาะဒီဟိုမြင်ကျင်တော့ record a နဲ့နှိပ်ပေါ့เนาะအဲ့တော့ a တန်ဖိုးလေးကိုသုံးတက်တင်မယ်အဲ့တော့ ship 3 to အဲ့ answer ဝင်သွားပြီအဲ့လိုကြတော့လေဆီမကမပြတ်ချင်တာဆိုတော့ answer answer ထပ်ပြီးမှားနိုင်မိသွားမှာ solo ပြန်စစ်ချင်တာဆိုတော့ fi a the whole to เนาะ ဒါနဲ့သင်ပြသွားရအောင်နော်ပြီးလို့ရှိရင်နောက်တစ်ခါ alpha a square ဩထပ်ကိန်းပေါ်ထပ်ကိန်းစင်းနေအောက်ဆင်းရမယ်နော်ဒါ arrow လေးနဲ့အောက်ဆင်းမယ် alpha a square equal အဖြေလေးက 128+128i နော်ဒါ memory သွင်းပြီးနှိပ်လိုက်ကြပါအဲ့တော့ကိုကကြိုတင်ပြီးတော့ calculator လေးတွေကိုနှိပ်ထားကြည့်မှသာလင်ဆရာမတို့ဆောင်ပွဲမှာ calculator ကို use to ဖြစ်ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ် z power 5 equal to 128 128i ဒီလိုလေးရမှာဖြစ်တယ်ကဲနောက်တစ်ခုဒီကောင်းလေးလဲ z power 6ပဲအဲ့လိုပဲဆရာမနှိပ်ပါမယ် z power 6ဆရာမနှိပ်လို့ရတာ z power 3နှိပ်လို့ရတယ်အဲ့ဒီ z power 3ကို 3 4 6เนาะထန်ညုံးပေါ်ထန်ညုံးဆိုရင်ပါဝါတွေကိုပါလို့လို့ရတယ်မြောင်လို့ရတယ်အဲ့တော့3 4 6ဆိုဆက်မဒီလိုတစ်ခါရဲတွတ်တန်းတွတ်လိုက်မယ်เนาะဒီပုံစံကိုကြတော့လေအဲ့တော့စန္နာကြတော့ဘာလို့ထန်ညုံးပေါ်ထန်ညုံးစစ်လို့မရတယ်လဲဆိုတော့ငါးတန်းမဟုတ်ဘူးစစ်လို့မရဘူးပေါ့เนาะအဲ့တော့နှိမ်ဇက်ကတစ်ခါပဲနှိမ်ရမှာဆိုတော့ဒီမှာဆရာမ memory မတွင်းတော့ပါဘူး2 2 3 i ဒီဘက်လေးကိုထွက်မယ် i ခွင်းပိတ်အဲ့ဒါလေးကိုကျူတင်တယ်ဆိုတော့ဒီမှာကျူတင်လိုက်ပြီး အဲ့ဒါအောင်မှချက်ပြီးတော့ဘယ်လောက်တင်မှလဲဆိုရင်ပါဝါနှစ်ထပ်တင်မယ်ဆင်မဒီမှာခွင်းစာတခုဟိုထည့်ပေးရမယ်ပေါ့နော်အဲ့တော့ခွင်းစာတခုထည့်ပေးရမှာဆိုပြန်ထည့်လိုက်မယ် equal 4 3 9 6အဲ့တော့ answer ဒီ calculator ကပေးတဲ့ answer ဒီ4 3 9 6ဆိုပြီးတော့ပေးတယ်မေးတာကသူကတန်ဖိုးကိုဘယ်လိုပုံစံနဲ့လိုချင်တာလဲပုံစံတောင်းတယ်တောင်းတဲ့ပုံစံရှိတယ်အဲ့တော့ ဒီမှာဒီပုံစံနဲ့ဖြည့်ပေးရမှာလို့ပြောတဲ့ကြောင့် answer ဖြည့်တဲ့အချိန်မှာနော် z power sis equal real tempo က4396 imagery tempo iy က i မပါတဲ့ကြောင့် 0i ဒီလိုလေးရေးပေးပါမယ်ဒီလိုရေးမှအမှတ်ရမှာပါပြည့်ရမှာပါဒီလိုဖြည့်ခဲ့တဲ့ကလေးတွေနံပါတ်လျှောက်ခံရမယ်နော်ကဲနံပါတ်20နံပါတ်20ဆိုတော့ပုံစံနဲ့တူတူပဲနော် သူကဘလို့မေးလိုက်တာလဲဆိုတော့ဒါ negative negative ဒီရှေ့မှာက negative မပါဘူးပေါ့နော်အဲ့ဒါလေးပဲကြွားတယ် set power 6အတူတူပဲနော် error set power 6 equal to minus 2 root 3 minus 2i ရိုက်မယ်ရိုက်ပြီးတော့3ဓာတ်ရတာမို့လို့3ရေးတယ်ရေးပြီးတော့မှနှစ်ထပ်တင်မယ်ပါဝါပါပါဝါဆင်ပါဝါအချင်းချင်းမြောက်3ဓာတ်6မူရင်း function မူရင်းထက်ကိန်းပြန်ရမယ်ဟုတ်ပြီအဲ့တော့ဆင်မတွေ့မယ်နော် ီမှာနှိပ်မယ်ဆီမှာဒီမှာဒါလေးနှိပ်ပြီးသားလေးရှိနေတော့ဆီမှာဒီမှာနှုတ်လေးပဲထည့်လိုက်တော့မယ်နော် minus မင်းကနှိပ်ကြည့်နော်အဲ့တော့သူလည်းအဖြေ4396ပဲရတာပဲနော်အဲ့တော့ answer သည်4396ပါပဲဒါဆီမှာဒီပုံစံကိုလည်း calculator တုံးလိုက်တာပါအဲ့တော့သူလိုချင်တာလည်း give your answer in the form ဒီပုံစံပဲဒါကြောင့် answer ဖြည့်တဲ့အချိန်မှာ z power 6 equal 4096 plus 0i i ကပါမလာတဲ့အတွက်ကြောင့် 0i ဆိုပြီးတော့ဖြည့်ပေးမယ်။ဒါဆိုရင်ဆရာမတို့ရဲ့ chapter 1 session B ပြီးသွားပါပြီ။ညာလာရှင်ဆရာမတို့ပြန်ပြီးတော့မေးနိုင်ပါတယ်။အာမနာနဲ့တော့ဆရာမပြန်ရှင်းပြပါမယ်နော်။